မင်္ဂလာပါရှင်2025ခုနှစ်မေလ2ရက်နေ့ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်ကျမစူစီပါဖားကန်နယ်မှာရှိတဲ့စစ်ကောင်စီတပ်ဆွဲရာဆူတောင်းတောင်းကို KIA သိမ်းပိုက်လိုက်ပါပြီမောင်မေရှောင်းစကန်သေးတိုက်ပွဲစစ်ကောင်စီပိုကြီးတင်ဆုံးမှုမှာလက်နက်ချလိုတဲ့ပြည်သူစစ်မှုထမ်းရဲ့ပြတ်တက်မှုကြောင့်လို့ PDF စစ်စင်ရေးမှုကပြောပါတယ် NUD အစိုးရကတရုတ်နိုင်ငံရဲ့ရန်သူမဟုတ်တရုတ်ရဲ့မြမအရေးဂျာဝင်ဖြန့်ပြမှုကဆီယာနာရှင် တတ်ဆိုးရှည်အောင်မဖြစ်သင့်ဘူးလို့ NUG ယာယီသမရကပြောဆိုလိုက်ပါတယ်။နတ်တလင်းဂျမငယ်ရဲကင်းစကန်ကိုတင်ပိုက်ရရှိပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်၃ဦးသေဆုံးက60မမအမြောက်အပါဝင်လက်နက်6လက်နဲ့ခရဲတွေရရှိခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်စီပုံကျဲခဲ့တဲ့ရေထွက်တဲ့လက်ကြရွာကပြည်သူတွေကိုမန္တလေး PDF တွေ့ဆုံထောက်ပံ့ကြေးတွေပေးလျက်ရှိပါရဲ့ရှင်။ဒီသတင်းတွေနဲ့အတူဒီကနေ့ညနေခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားမှာပါရှင်။ ပထမဆုံးသတင်းတပုတ်အနေနဲ့ကချင်ပြည်နယ်ဖားကန်းမြို့နယ်လဝါကျေးရွာမှာရှိတဲ့စုတောင်းတောင်မှတက်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းကိုကချင်လွတ်လပ်ရေးတမတော်ကျန်ရေးကမေလ10ရက်နေ့မှာတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်တချို့ကပြောပါရယ်မြစ်ကြီးနာတနိုင်းသွားလီဒိုလန်းဒီလဝါကျေးရွာမှာရှိတဲ့ခရီးရန်ဘာသာဝင်တွေစုတောင်းချင်းပြုလုပ်တဲ့စုတောင်းတောင်မှာစစ်ကောင်စီတက်ဆွဲရာနေရာကိုကျန်ရေးကမေလ10ရက်နေ့မနက်အစောပိုင်းမှာတိုက်ခိုက်ခဲ့ခြင်းပဲဖြစ်ပါရယ် အဆိုပါစကမ်းကိုတက်ခိုက်သိမ်းပိုက်ရမှာစစ်ကောင်စီတပ်နဲ့ပြည်သူစစ်ရဲရုပ်အလောင်း73လောင်းတွေ့ရှိခဲ့ရပြီးတအူးကိုအရှင်ဖမ်းမိတယ်လို့ကချင်စစ်ရဲသတင်းရင်းမြစ်ထံကသိရပါတယ်။ဒါပြင်စစ်တောင်းတောင်ကလည်းစစ်ကောင်စီတပ်တွေထွက်ပြေးသွားတယ်လို့လည်းသူကဆက်ပြောပါတယ်။အခြားစစ်ရဲသတင်းရင်းမြစ်တအူးကလည်းအဲ့ဒီပတ်ဝန်းကျင်မှာရှိရသူတွေကိုမေးကြည့်တာကတော့စစ်တပ်ကစုတ်တယ်လို့ပြောကြတယ်။ဒါပေမဲ့လည်းအခြေအနေကတနတ်တန်ကရှိနေသေးလို့အဲ့ဒီလိုပြောတယ်။ ဒါပေမဲ့အလောင်းပနလောင်းဆိုတော့ဘာမှမပြောသေးဘူး။ဟုတ်ရင်တော့ဟုတ်မှာ။ဘာဖြစ်လို့လဲဆိုတော့သူတို့ဒီဆူတောင်းတောင်းမှာနေတဲ့အဖွဲ့တွေကအင်အားဘလောက်မှမရှိဘူးလို့ပြောပါရဲ့။စစ်ကောင်စီကဧပြီလမှာဖားကန်မျိုးနဲ့အတွင်းစစ်အင်အားအလုံးအင်းနဲ့ထိုးစစ်ဆင်က KIA နဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးလဝါကျေးရွာမှာတိုက်ပွဲပြင်းထန်ခဲ့တာပါစစ်ကောင်စီကဖားကန်လန်တနိုင်းဒေသဖားကန်ဒေသကိုသူတို့ပြန်ပြီးမှအုပ်ချုပ်နိုင်အောင်ကြိုးပမ်းနေတယ်လို့မြင်တယ်လို့ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ် ်ကရရပူပေါင်းတက်ကဗမော်မြို့သိန်းစစ်စင်ရေးအရှိန်မြင့်ဖော်ဆောင်နေချိန်စစ်ကောင်စီကလည်းဖားကန့်မြစ်ကြီးနာမြစ်ဆုံဒေသဝိုင်းမော်မြို့နယ်လက်မြန်ဒေသကိုစစ်ကြောင်းထိုးခြင်းစစ်ရေးလှုပ်ရှားခြင်းတွေပြုလုပ်လာပြီးတော့တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါစစ်ကောင်စီကဧပြီလလုံးကိုအပြည့်ရမယ်လို့ကြေညာထားခဲ့ပေမဲ့လေကြောင်တိုက်ခိုက်မှုမြေပြင်ထိုးစစ်ဆင်မှုတွေလှုပ်ဆောင်နေခြင်းဖြစ်ကြောင် စစ်ကောင်စီက၎င်းတို့ကြီးညာချက်ကိုကိုရိုင်းစီးပေါက်နေခြင်းဖြစ်သောကရင်သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကပြောထားပါရဲ့ရှင်နောက်ထပ်သတင်းတပုံးအနေနဲ့တနင်္သာရီတိုင်းချဝဲမြို့နယ်မောင်မေရှောင်ကျေးရွာမှာရှိတဲ့စစ်ကောင်စီစခန်းကိုတိုက်ခိုက်သိမ်းပိုက်စီပိုကြီးတည်ဆုံခဲ့မှုမှာတော်လိုင်းစစ်တွေရဲ့တိုက်ခိုက်မှုကြောင့်မဟုတ်ဘဲလက်နက်ချလိုတဲ့ပြည်သူ့စစ်မှုထမ်းတပ်ဖွဲ့ဝင်ကပြစ်တက်ခဲ့ခြင်းဖြစ်ကြောင့်ပြည်သူ့ကာကွယ်ရေးတမရော PDF ပြူဟာ33စစ်စင်ရဲမှုရဲဘော်စော်သားကူကပြောပါတယ်။ကျွန်တော်တို့ဖမ်းမိတဲ့စစ်တုပ်ပန်းတွေရဲ့ပြောပြချက်အရာပေါ့။အဓိကကတော့သူ့ထိသွားတာကတော့5.5စင်နဲ့အနောက်ကြီးထိတာပေါ့။ကိုကိုကိုတက်သေးတာမဟုတ်ဘူး။အနောက်ကပြစ်တာပေါ့။အနောက်ကပြစ်လို့ထိသွားတာလို့သုံးသက်ရတာပေါ့လို့သူကပြောပါတယ်။ မောင်မဲရှောင်ကျေးရွာမှာရှိတဲ့စစ်ကောင်စီစခန်းကိုဧပြီလ26ရက်နေ့မှာတော်လင်းပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ရာစစ်ကောင်စီတပ်ရဲ့ဗိုလ်ကြီးတဦးအပါအဝင်၄ဦးတင်ဆုံးပြီး16ဦးကိုအရှင်ဖမ်းမိခဲ့ခြင်းဖြစ်ပါတယ်။လက်နက်ခဲယမ်းများစွာသိမ်းပိုက်ရရှိခဲ့ကြောင်းလဲတိုက်ပွဲဝင်တော်လင်းတပ်ဖွဲ့ဝင်တွေကအသိပေးထားပါတယ်။အဲ့ဒီတိုက်ပွဲမှာကြာဆုံးခဲ့တဲ့စစ်ကောင်စီဗိုလ်ကြီးကတိုက်ပွဲဖြစ်ပွားခြင်းနောက်ကြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပြစ်ခတ်တဲ့ကြီးထိမှန်ခဲ့တာကိုတွေ့ရတယ်လို့ဖမ်းမိစစ်တုပ်ပန်းတွေကလည်းပြောပြကြောင်း PDF ဖြူဟာ33စစ်စင်ရဲမှုရဲဘော်စော်သားကိုကပြောပါရဲ့ဟုတ်ပါရဲ့မောင်မေရှောင်းမှာတိုက်ပွဲမှာအတိကကတော့ပါစာပြည်သူစစ်မှုထမ်းတွေညားတာပေါ့ပါစာတွေဆိုတာလေသူတို့အတင်းအဓမ္မစစ်သားစုဆောင်ထားတဲ့ကလေးတွေပေါ့အတင်းအကျပ်ခိုင်းစေထားတဲ့သူတွေဖြစ်တဲ့အတွက်တိုက်ပွဲတွေကသူတို့အတွက်အသေးခံပြီးတိုက်ဖို့ဟာလည်းမဖြစ်နိုင်ဘူးပေါ့ တက်ပွဲနေနေကြာလာတာနဲ့သူတို့ထွက်ပြေးခြင်းနဲ့ဟိုကလည်းအတင်းအကျပ်ခိုင်းစေတာပေါ့နောက်ဆုံးထွက်ပြေးတဲ့သူကိုအရာရှိကိုယ်တိုင်ကပြစ်တတ်တဲ့ဟာမကြမကြတွေ့လာရတဲ့အနေအထားပေါ်မှာအောက်မှာရှိတဲ့ပြည်သူစစ်တွေကလည်းအမိတ်ပေးတဲ့သူကိုတုတ်ပြန်တဲ့အနေအထားသဘောမျိုးဖြစ်တာပေါ့လို့ရဲဘော်စောတားကပြောပါရယ်စစ်ကောင်စီအနေနဲ့ပြည်သူစစ်မှုထံတွေကိုအတင်းအကျပ်စုဆောင်းပြီးရှေ့တန်းစစ်မြေပြင်တွေကိုပို့ဆောင်လျက်ရှိရာ အဆိုပါပြည်သူစစ်မှုထံအများအပြားဟာတော်လှန်ရေးတပ်ဖွဲ့ဝင်ထံလက်လက်ချအလင်းဝင်လာရန်ဆက်သွယ်မှုတွေရှိခဲ့ပါတယ်ဒေါနာတက်ယူနီထံကိုဆက်သွယ်အလင်းဝင်သူများစွာရှိတယ်လို့ရဲဘော်စောသားကူကပြောပါရယ်။လက်ရှိအခြေအနေမှာစစ်ကောင်စီရဲ့တပ်မှုငယ်တွေအနေနဲ့စစ်ကောင်စီဗိုလ်ချုပ်တွေ၎င်းတို့ရဲ့မိသားစုဝင်တွေရဲ့အကျိုးစီးပွားအထွတ်အသက်သေဆုံးနေရခြင်းဟာမတန်ကြောင်ရဲဘော်စောသားကူကဆက်လက်ပြောဆိုပါရယ်။တချို့တွေကမိသားစုနဲ့ချင်းချောက်ခံရရတယ်။ တချို့တွေကလည်းအခွင့်အရေးတွေပေးထားတယ်။ဒါရီမျော်လင့်ချက်တွေနဲ့ဒီကောင်တွေကမထွက်ပြေးနိုင်တာတော်တော်များများကလောင်ရိပ်မိနေတာစစ်ဘိုလ်ချုပ်တွေရဲ့အကျိုးစီးပွားသူတို့ရဲ့မိသားစုတာသမီတွေရဲ့အကျိုးစီးပွားအတွက်အသေးခံပေးနေတဲ့တမုံငယ်တွေလည်းအများကြီးတွေ့ရတယ်လို့ရဲဘော်စော်ဒါကူကပြောပါရဲ့အဲ့ဒီလိုအသက်ပေးခြင်းကတိုင်းပြည်အတွက်မဟုတ်ကြောင်းဒါကြောင့်ရုံထွက်တဲ့ချိန်မှာရုံထွက်ကြဖို့စစ်ကောင်စီအရာရှိငယ်တွေကိုရဲဘော်စော်ဒါကူကတိုက်တွန်းအကြံပြုထားပါရဲ့ ကျော်လိုင်းရေးဘက်ပူပြောင်းပူပေါင်းအလင်းဝင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအားလုံးကိုနှွေးထွေးစာကြိုဆိုမှဖြစ်ကြောင်းလည်းအသိပေးထားပါရဲ့ရှင်။နောက်ထပ်သတင်းဒီပုံးလေးနဲ့အမျိုးသားညီညွတ်ရေးအစိုးရ UNG ကတရုတ်နိုင်ငံရဲ့ရန်သူမဟုတ်ပဲတရုတ်ရဲ့မြမအရေးကြောင်းဝင်ဖျက်ဖြေမှုမှာဆီယနာရှင်တပ်ဆိုးရှိအောင်မဖြစ်သင့်ဘူးလို့ UNG ယာယီသမ္မတဒူဝါလက်ရှိလာကပြောလိုက်ပါတယ်။ ဧပြီလ29ရက်နေ့မှာပြုလုပ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရရဲ့73မြင်းဆောင်2025အစည်းအဝေးမှာယာယီသမရကအခုလိုပြောဆိုလိုက်တာပဲဖြစ်ပါတယ်တရုတ်ရဲ့မြမအရေးချောင်းဝင်ဖြန့်ပြင်းမှုတွေဟာဆီယနာရှင်စနစ်သက်ဆိုးရှိအောင်မဖြစ်စေသင့်ဘူးလို့ထင်ပါတယ်။ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အပါအဝင်တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေအနေနဲ့လည်းတရုတ်ရဲ့ချောင်းဝင်ဖြန့်ပြင်းမှုတွေနဲ့ပတ်သက်ပြီးဖြစ်သင့်ဖြစ်တိုက်တဲ့မှုတွေအပေါ်မှာအခြေခံမှုကျွန်တော်တို့အားလုံးတိုက်တွန်းလို့ဆိုတင်တယ်လို့ ယူဆပါတယ်လို့ယာယီသမရကရှင်းပြပါတယ်ဒီနိုင်ငံက NUG အစိုးရအဖွဲ့အပေါ်အမြင်တချို့ကိုပြန်လည်တက်လက်ပေးရန်လိုအပ်ကြောင်းတရုတ်အနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရအပေါ်အမျိုးမျိုးသောထင်ကြေးတွေနဲ့ချင်းကပ်ထင်မြင်နေတာကြားပြီးဖြစ်ကြောင်းအစိုးရအဖွဲ့အနေနဲ့အဲ့ဒီအချက်ကိုလည်းလေးနက်စွာကင်တွယ်ဖြေရှင်းရန်လိုကြောင်းသူကဆက်ပြောပါရယ်အစိုးရအဖွဲ့ဟာတရုတ်ရဲ့ရန်သူမဟုတ်ကြောင်းတရုတ်ရဲ့အကျိုးစီးပွားကိုထိခိုက်စေမယ့်အဖွဲ့မဟုတ်ကြောင်းဆိုတာတိတိကျကျထုတ်ပေါ်ပြောဆိုနိုင်မှုလိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရဟာတရုတ်နဲ့ပတ်သက်ပြီးငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးမှုကို အခြေခံတဲ့နိုင်ငံခြားရေးသဘောထားရှိပါတယ်။ဒါကြောင့်အစိုးရအဖွဲ့ဟာတရုတ်ရဲ့ရန်ပတ်အင်အားစုတစ်ခုလည်းမဟုတ်ဘူးဆိုလားပွပွလင်းလင်းထုတ်ဖော်ပြသတင်ကြောင်းမြန်မာနိုင်ငံအတွင်းမှာရှိတဲ့တရုတ်ရဲ့အကျိုးစီးပွားတွေနဲ့ပတ်သက်ရင်လည်းအမျိုးသားညီညွတ်ရေးအစိုးရဟာတရုတ်အတွက်စူးညောက်ခလုတ်အဖြစ်ရှိနေမှာမဟုတ်ပဲ မိဖက်အနေနဲ့ပူပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းကိုတရုတ်ဘက်က သတင်းစကားပါတင်ကြောင်းယာယီသမရကဆက်လက်ပြောဆိုပါရယ်မြန်မာနိုင်ငံဟာလွတ်လပ်တဲ့အချုပ်အခြာအာဏာပိုင်နိုင်ငံတော်တစ်ခုဖြစ်တယ်လို့ဒေသရင်းနိုင်ငံတွေဖြစ်တဲ့အာဆီယံလိုမျိုးပေါင်းစည်းမှုတွေထဲမှာလည်းပြည်တွင်းဝင်ရောက်မဆွတ်ဖက်ရေးမှုကိုအာဆီယံပြည်ညင်မှာလေးနက်စွာထည့်သွင်းဖော်ပြထားပြီးဖြစ်တယ်လို့ယာယီသမရအတူရလက်ရှိလာကအဖွဲ့မိကွန်မှာထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒေတာရင်ဩဇာတိတ်ကြီးထွားလာတယ်တရုတ်အနေနဲ့မြမအရေးမှာတက်တက်ကြွကြွဝင်ရောက်ပြန်ပြေမှုကိုမင်းပြေပေမဲ့လေတဖက်မှာယခုထပ်ပုံမှုကျဲပြန့်တဲ့ချင်းကပ်မှုတွေနဲ့ဂျားဝင်ပြန်ပြေမှသာရေရှည်အတွက်စင်းနီကောင်းဖြစ်တယ်လို့ယူဆကြောင်းယခုလောက်ရဟာမြမအရေးကိုလက်တလော့အနာတတယုံစင်းမီတို့လောက်နဲ့ကျင်းနဲ့တင်းတင်းရမလို့ဖြစ်နေတယ်လို့ယူဆကြောင်းယာယီသမရကဆက်လက်ပြောဆိုပါတယ် တရုတ်နိုင်ငံကမြမပြည်တွင်ရေးကိုဝင်းရောက်ဆက်ဖက်လျက်ရှိရာ MNDAA ကတင်ပိုက်ထားတဲ့လာရှိုးမျိုးကိုစစ်ကောင်စီထံကိုပြန်လည်လွဲပြောင်းပေးမှုအပေါ်မြမပြည်သူတွေနဲ့တော်လိုင်းအင်အားစုတွေကစစ်အုပ်စုကိုတရုတ်ကထောက်ခံတဲ့လောက်ရအဖြစ်ပြင်းပြင်းထန်ထန်ဝေဖန်ရှုတ်ချထားပါရဲ့ရှင် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပဲခူးတိုင်းနဲ့တလင်းမြို့နယ်တမန်ငယ်ရေကင်းစကန်ကိုဝေရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာစစ်ကောင်စီတပ်သား၃ဦးသေဆုံးပြီး60မမတလက်အပါအဝင်လက်နက်6လက်နဲ့ခဲယမ်းများတင်းစီရရှိခဲ့ကြောင်းဘာယာဝတီခရိုင်တပ်ရင်3800တမတာဝန်ရှိသူတို့ကပြောဆိုပါတယ်ဒီနေ့မေလ2ရက်နေ့မနက်အစောပိုင်း3:50မိနစ်အချိန်မှာနတ်တလေးမြို့အရှိတ်ဘက်မှာရှိတဲ့တမငယ်ကျေးရွာမှာတက်ဆွဲထားတဲ့ ရဲကင်းစမ်းကိုပြည်သူကာကွယ်ပူးပေါင်းတပ်ဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်တိုက်ပွဲတနာရီခန့်ကြာမြင့်ခဲ့ပြီးစစ်ကောင်စီတပ်သား၃ဦးသေဆုံးကကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေစခန်းဆုတ်ခွာထွက်ပြေးသွားကြောင်းသိရှိရပါတယ်။စစ်ခွေးတကောင်ကခွက်သစ်ဆေးရုံရောက်မှသေးတာဆေးရုံရောက်တာကနှစ်ကောင်ရောက်တာတကောင်သေးပြီးတရင်ထက်ရတယ်။အဲ့ဒီတိုက်ခိုက်မှုမှာစုစုပေါင်းသေဆုံးတာ 3000တည်တယ်လို့တာယာဝတီခရိုင်တိတ်ရင်3800တကတာဝန်ရှိသူတို့ကပြောဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်သိမ်းပိုက်ရရှိတဲ့ရဲကင်းစနအတွင်းကိုရောက်ပြီးနေမြေရှင်းလင်းရေးလုံဆောင်ခရိုင် G3 အမျိုးအစားသနတ်တလဲကာပိုင်အမျိုးအစားသနတ်3လဲ M3 အမျိုးအစားသနတ်တလဲ60မမစိန်ပြောင်းတလဲ60မမဘုံဒီကိုလုံးပလတ်စတစ်ဒင်းမိုင်း၅လုံးရင်ဖြတ်မိုင်း၄လုံးနဲ့ G3 G အတောက်120တို့ကိုတင်းစီရရှိခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ပွဲကိုပြည်သူ့ကာကွယ်ကျမတော်စစ်စီရေးနယ်မြေနှင့်ပဲခူးတိုင်းစစ်ဌာနဂျူဟာ22တရင်3801တက်ခွဲ2တက်ခွဲ6နဲ့နှက်တလင်းဖက်ကဖားတို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေအထိအခိုက်မရှိခဲ့ကြောင်းလည်းသိရှိရပါတယ်ရှင်။ နောက်ဆုံးသတင်းတပုံးအနေနဲ့စစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲအကြမ်းဖက်မှုကြောင့်ထိခိုက်နစ်နာခဲ့ရတဲ့တပိတ်ချင်းမြို့နယ်ရေထွက်ကျေးရွာနဲ့လက်ကျကျေးရွာတို့မှာရှိတဲ့အိမ်ဆောင်စုတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးမန္တလေး PDF ကဧပြီလ29ရက်နေ့မှာတွေ့ဆုံကထောက်ပံ့ကြေးတွေပေးအပ်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ကဧပြီလတတိယပတ်မှာလေကြောင်းကနေပုံကျဲခဲ့တာကြောင့်မန္တလေးတိုင်းသပိတ်ကျေးမြို့နယ်လက်ကျကျေးရွာနယ်ရေထွက်ကျေးရွာတို့မှဒေသခံပြည်သူ90ဦးဝင်းကျင်သေဆုံးခဲ့ရပြီး80ဦးဝင်းကျင်ထိခိုက်ဒဏ်ရာရရှိခဲ့ရကြောင်းမန္တလေး PDF ကထုတ်ပြန်ထားပါတယ်။ဒါပြင်ပြည်သူပိုင်းအိုးအိမ်များစွာလည်းပျက်စီးဆုံးရှုံးခဲ့ရပါသေးတယ်။ ဧပြီလ16ရက်နေ့မှာလိပ်ကျရွာရဲကိုစစ်ကောင်စီတပ်ကပုံကျဲခဲ့ရာကနအူးရရှိတဲ့တရင်တွေအရာပြည်သူ73ဦးသေဆုံးပြီးတရပြင်းထန်သူ3ဦးအပါအဝင်ဒေသခံပြည်သူအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တာပါအဲ့ဒီနောက်ဧပြီလ16ရက်နေ့မှာရေထွက်ရာမှာရှိတဲ့ဓာတ်ဆီဆိုင်အနီးကိုစစ်အုပ်စုကနေဂျက်ဖိုက်တာနဲ့ပေါင်900ဘုံဒီနှလုံးကျဲချတိုက်ခိုက်ခဲ့ရာပြည်သူ32ဦးသေဆုံးခဲ့ရပြီးပြည်သူ22ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း NUG ကထုတ်ပြန်ထားပါတယ် အဲ့ဒီနေရာမှာတရားရသူတွေစီးရင်ထဲမှာထပ်မံတည်ဆုံးသူတွေအပါအဝင်တည်ဆုံးသူအရေးအတွက်တိုးလာပြီး90ဦးဝန်းကျင်ထိတိုးလာတာပဲဖြစ်ပါတယ်။တဘေချင်းမြို့နယ်ကို2029စစ်စင်ရဲ့ဒုတိယလိုင်းနဲ့အတူဆင်နွှဲခဲ့တဲ့ရှမ်းမန်းစစ်စင်ရဲ့မှာ PDF တွေကတိမ့်ပိုက်ခဲ့ခြင်းပဲဖြစ်ပါရဲ့ရှင်။တဘေချင်းမြို့နယ်ကို1329စစ်စင်ရဲ့ဒုတိယလိုင်းနဲ့အတူဆင်နွှဲခဲ့တဲ့ရှမ်းမန်းစစ်စင်ရဲ့မှာ PDF တွေကတိမ့်ပိုက်ခဲ့ခြင်းပဲဖြစ်ပါရဲ့ရှင်။ ဒီကနေ့ညနေခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်ပြည်သူများအားလုံးစိတ်ရောကိုယ်ပါကျန်းမာချမ်းသာပြီးဆရာနာရှင်စနစ်စိုးလောက်အောင်မှာအမြန်ဆုံးလူမြောက်ကြပါစေလို့ဆုမကောင်းတောင်းလိုက်ရပါရဲ့ရှင်နောက်ထပ်ထူးခြားတဲ့သတင်းတွေနဲ့ပြန်လည်တွေ့ဆုံပါမယ်ရှင်